င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်တပဲမြို့နယ်မြို့နယ်တစ်ခုလုံးကိုတော်လန်းတပ်တွေကတိုက်ခိုက်သိမ်းပိုင်မှုစစ်ကောင်စီဘက်က123အလံပြူထောင်လက်နက်ချပါတယ် PDF တွေရဲ့ထိုးစစ်ကိုမခုခံနိုင်မှုကြောင့်အလဲပိုင်းတိုင်းစစ်တနာကျုံတိုင်းမှုဘိုလ်ချုပ်အောင်ခိုင်ဝင်းရာထူးကနေဖြုတ်ပယ်ရေယူခံရပြီး တိုင်းမှုတစ်ပြေဘိုလ်ချုပ်ကျော်ကိုထက်ကိုခန့်အပ်ပြတဲ့တဲ့ပြင်ပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ဆုံးတက်ဆက်ပေးကြတဲ့တဲ့တပုတ်ကတော့စကန်းတိုင်းတပင်းမြို့အပါဝင် မြို့နယ်တစ်ခုလုံးကိုတော်လန်တပ်တွေကမနစ်ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီဘက်ကအလံပြူတောင်းလက်လက်ချသူ123ရှိတယ်လို့တပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့စကန်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။ မနေ့ကမနေ့6နိုင်45မိနစ်လောက်မှာအမတ်တေစစ်တေသာရှင်ဘုခန်ကုတ်ကဲအဖွဲ့ရဲ့ကုတ်ကဲမှုရှင်ဘုခန်အတွင်းတရင်တွေရှင်ဘုခန်ပကဖတပဲမြို့နယ်ပကဖဘုဒ္ဓလင်မြို့နယ်ပကဖအပါဝင်ပူပေါင်းတက်တွေက တပဲမျိုးကစစ်ကောင်စီတပ်နဲ့ပြူစောထီးတွေတက်ဆဲထားတဲ့နေရာတွေကိုဝင်ရောက်တိုက်ခတ်ထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်ကအလံပြူတောင်းလက်လက်ချပူပေါင်းသူစုစုပေါင်း123ရှိပြီးပြူစောထီး2ဦး၊နန်းစီဒီယံဝန်ထမ်း42ဦး၊နန်းစီဒီယံဝန်ထမ်းမိသားစုဝင်80ဦးပါရှိကအားလုံးကိုကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ပြည်သူ့ကာကွယ်အဖွဲ့တွေစီကသိရပါတယ်။ လက်တလုံးမှာစစ်ကောင်စီလက်ကျန်တပ်ဖွဲ့တွေနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့စစ်ကောင်စီတပ်ကတပည့်အောင်ချမ်းသာကြည့်ရမှာစစ်ကူတွေကို လေချောင်းကနေချထားပေးကလေချောင်းတက်ခတ်မှုတွေကိုလှုပ်ဆောင်နေတယ်လို့ဒီပဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့နဲ့သကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါရရှင်။ မန္တလေးအတိုင်းတဘောကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုမခုခံနိုင်မှုနဲ့အလဲပိုင်းနဲ့စစ်တနာကျုပ်တိုင်းမှာဘိုးချုပ်အောင်ခိုင်ဝင်းကိုစစ်ကောင်စီကရာထူးကနေဖျောက်ပယ်အရေးယူလိုက်ပြီးတိုင်းမှာအသည့်ဖြစ်ဘိုးချုပ်ကြော်ကိုထိုက်ကိုခန့်အပ်လိုက်ကြောင်းနေပြီးတော့စစ်ဘက်သတင်းမြစ်ကပြပြပါရယ်ဂျူအိုင်လာဆန်းမန်းကမှာအလဲပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမှာဖြစ်လာတဲ့ဘိုးချုပ်အောင်ခိုင်ဝင်းဟာတလကျော်ကြာတာတိုင်းမှာဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဩဂတ်လ16ရက်နေ့မှာယာရုကနဲ့အနာပေးခံရတာဖြစ်တယ်လို့နေပြီးတော့စစ်ဘက်သတင်းမြစ်ကပြောပြပါဗျ။ယာရုကနဲ့အနာပေးခံရတဲ့အဓိကအကြောင်းရင်းကတော့မန္တလေးတိုင်းမှာ PDF တပ်တွေရဲ့ထိုးစစ်ကိုမခုခံနိုင်တာကြဖြစ်တယ်လို့လည်းသိရပါဗျ။ဗိုလ်ချုပ်အောင်ခိုင်ဝင်းဟာစစ်တကတော်အပတ်စဉ်36ကြောင်းစင်ဖြစ်ပြီးတွိကန်တိုင်းစစ်တနာကျုပ်တိုင်းမှုကနဲ့အလဲပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမှုဖြစ်လွန်ခဲ့တဲ့တလခန့်ကပြောင်းရွှေ့ခန့်ခံခဲ့ရတာလည်းဖြစ်ပါဗျ။သူ့နေရာမှာအလဲပိုင်းတိုင်းစစ်တနာကျုပ်တိုင်းမှုသိဖြစ် စီရတော်အပတ်စဉ်38ကျောင်းစဉ်ဗိုလ်ချုပ်ကျော်ကိုထက်ကိုခန့်အပ်လာတာလည်းဖြစ်သွားတယ်။လက်တလောမှာပြည်သူ့ကာကွယ်တပ်မတော်မန္တလေးအပါဝင်တော်လန်းတွေကမန္တလေးတိုင်းတွင်းမှာမိုးကုံမြို့နယ်စင်ကူးမြို့နယ်တို့ကိုသိမ်းပိုက်ရရှိထားပြီးတပေချင်းမတရားမြင်းကြံတောင့်တာနယ်နထိုးကြီးမြို့နယ်အပါဝင်နေရာပေါင်းစုံမှာလည်းထိုးစစ်တွေကိုဆင်နေနေပြီးစစ်ကောင်စီတပ်တွေအထိနာကစခန်းကိုစွန့်ခွာထွက်ပြေးမှုတွေရှိနေတယ်လို့လည်းသိရပါရဲ့ရှင်။ ဆက်လက်ပြီးတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့ခလာရ148တရင်နဲ့ဖော်တော်လန်းစုံစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိပြီးစစ်သား20ကျော်တေဆုံးကစစ်တပ်ရဲ့ဘလူးစစ်ကြောင်းကစစ်ကြောင်းမှုအပါဝင်စစ်သား9ကိုအရှင်ဖမ်းမိခဲ့တယ်လို့ People's Liberation Army PLA ကတာဝန်ရှိသူကရန်ကုန်ခေတ်တက်ကိုပြပြပါရယ်။ August 9ရက်နေ့ညနေ9နာရီလောက်မှာတပိတ်ချင်းမြို့နယ်ကခလာရ148တရင်ကို TNL မိုးကုတ်ဗျူဟာနဲ့ PLA ပြည်သူ့လူမျိုးရေးတပ်မတော်220တ က်ဖွဲ့တို့ပူပေါင်းတိုက်ခတ်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။ခလျာ148တရင်ကိုတိုက်ခတ်ရမှာတော့စစ်တပ်ဘက်က20ကျော်ဟာထေသွားခဲ့လို့ People Liberation Army PLA ကတာဝန်ရှိသူကရန်ကုန်ခေတ်စ်ကို ပြောပြပါရတယ်။အဲဒီခလျာ148တရင်ကိုတိုက်ခတ်စဉ်တွင် ပြည်သူတွေကိုရရဆက်ဆက်ခေါင်းဖြတ်ခြေဖြတ်ကတပ်ဖြတ်ကျွလွန်ကြတဲ့စစ်ကောင်စီဘလူးစစ်ကြောင်းကစစ်ကြောင်းမှုပါဝင်စစ်သား9ကိုအရှင်ဖမ်းဆီးရမိတယ်လို့လည်းသိရပါဗျ။ဒါအပြင်ဩဂတ်စ14ရက်နေ့ကလည်းမိုးကုတ်တပိတ်ချင်းမန္တလေးလမ်းဆောင်ကဟော်တော်လမ်းဆောင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတပိတ်ချင်းမြို့နယ်ခုနမှာရှိတယ်။အမှတ်73တန်းမြင့်လေးကျင်းတနန်းကျောင်းကိုတော်လန်းတပ်တွေကဆက်လက်တိုက်ခိုက်ဆဲဖြစ်တယ်လို့လည်းသိရပါဗျ။ ဒီတစ်ခါမှာတော့အမေရိကန်ပြည်ထောင်စုနဲ့ဥရောပကစီးပွားရေးပိတ်ဆို့ထားမှုကြောင့်မြန်မာနိုင်ငံထုတ်အထည်တွေအပါအဝင်ကုန်ထုတ်ပစ္စည်းတွေကို made in thailand ဒစိမ့်တွေလိမ်လည်ရိုက်လက်ပြီးတင်ပို့နေရတယ်လို့ရမက်စီစီယန်ကပြောပါရယ်ရမက်စီစီယန်ရဲ့ဇွန်လ20ရက်မှာပြုလုပ်ခဲ့တဲ့ရုံတွင်ကန့်သက်ဖို့အလုံးမှုဆောင်အစည်းအဝေးပွဲမှာရမက်စီစီယန်ရဲ့ဘိုးအလုံးမှုဆောင်ဦးအောင်မင်းကအခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်းရမက်စီစီယန်သတင်းမြစ်ကရန်ကုန်ခေတ်သစ်တရနာကိုပြောပြပါရယ် made in မြန်မာပစ္စည်းတွေကို စီးပွားရေးပိတ်ဆို့ထားမှုကြောင့်အမေရိကန်နဲ့ဥရောပကလက်မခံတာကြောင့် မိတ်လင်ထိုင်းလန်လိုတစိမ့်လိမ့်လေရက်နဲ့ကထိုင်းနိုင်ငံဘက်ကနေတစိမ့်တင်ပို့နေရတာဖြစ်တယ်လို့လည်းသိရပါဗ မိတ်တင်မြန်မာလို့တတ်ထားတဲ့ဂျပန်နဲ့တရုတ်နိုင်ငံကတော့လက်ခံပေမဲ့ဥရောပနဲ့အမေရိကန်ကလက်မခံတာကြောင့် made in မြန်မာတွေကို made in thailand ဆိုပြီးတစိ့တက်လိုက်ပြီးထိုင်းနိုင်ငံထဲမှာတစ်ဆင့်နောက်ဆုံးတင်ပို့မဲ့ဥရောပနဲ့အမေရိကကိုပို့တာဖြစ်တယ်လို့ရွေးမဲ့စီစံသတင်းမြစ်ကရှင်းပြပါရတယ်။လက်ရှိမှာ made in thailand ပစ္စည်းလိမ်လည်ရနေထားတဲ့မြန်မာပြည်ကထုတ်ကုန်တွေကိုနေဆက်လမ်းကြောင်းတွေပိတ်ဆို့နေတဲ့အတွက် ပေါ်သောကနေတဆင်ထိုင်းနိုင်ငံရနောင်းကိုပို့ဆောင်သလိုတာချီလိတ်ကနေတဆင်နဲ့ထိုင်းနိုင်ငံမဲဆိုင်ကိုတင်ဖို့ကအမေရိကန်နဲ့ဥရောပဈေးကွက်တွေကိုပို့ဆောင်နေရတယ်လို့လည်းသိရပါရရှင်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံတဝန်းမှာရက်ပေါင်း20ကျော်73စီပြက်လက်မှုတွေဖြစ်ပေါ်ခဲ့ရမှာနေဒေသတွေမှာလည်း73စီတွေအလွန်အခက်အခဲဖြစ်ပေါ်ခဲ့ပြီး73စီပြင်ပဈေးကွက်တင်းကျပ်လာတယ်လို့နေဒေသက73စီတည်ယူရောင်းချသူတွေကပြပြပါရယ်မကွေးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်တောင်ကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့ကို73စီတွေတင်ပို့နေတယ်ပေါင်ခိုဈေးကွက်ကြီးတစ်ခုလည်းဖြစ်ထွန်းနေတယ်လို့သိရပါရယ် အဓိကကတော့စစ်ကောင်စီက73စီတည်ယူမှုတွေကိုတင်းတင်းကြပ်ကြပ်ကင်တွယ်နေတဲ့အတွက်နေဒေသတွေကို73စီတွေတည်ယူတင်ပို့နေတဲ့လမ်းကြောင်းတွေများစွာဖြစ်ပေါ်လာတာဖြစ်တယ်လို့လည်းသိရပါဗျ။အဲလိုတည်ယူပို့ဆောင်ရမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလက်ငွေယူကပါဝင်ပတ်သက်နေကြရလို့လည်းသိရပါဗျ။ဒီလိုဖြစ်ရတာဟာလည်းစစ်ကောင်စီကရန်ကုန်မန္တလေးနဲ့နေပြည်တော်ကအဓိကထားက73စီအစင်ပြေစေဖို့စစ်စင်ပေးနေတာဖြစ်ပြီးကျန်တဲ့နေဒေသတွေကို73စီအစင်ပြေအောင်ဆောင်ရွက်ပေးတာမရှိတဲ့အတွက်73စီပြင်ပဈေးကွက်ကြီးထွားလာရတာဖြစ်တယ်လို့နေဒေသကစီးပွားရေးလုပ်ငန်းရှင်တို့ကပြောပြပါဗျာ နေဒေသတွေမှာဓာတ်ဆီ1လီတာကိုအနည်းဆုံးငွေကျပ်6000ဝန်းကျင်ဈေးပေါင်နေပြီးတည်ယူရတဲ့ခက်ခဲမှုပေါ်မူတွေကဓာတ်ဆီ1လီတာကိုငွေကျပ်1000ကျော်တိဈေးပေါင်မှုတွေလည်းရှိနေတယ်လို့သိရပါဗါးအကြက်ပဲစစ်ကောင်စီကတိုက်ပွဲတွေဖြစ်ပွားနေပြီးတော်လန်တက်တွေစုံမိုးထားတဲ့နေမျိုးတွေကျေးလက်ဒေသတွေအတွင်းကို73စီတွေတည်ယူပို့ဆောင်ခြင်းမရှိစေဖို့အတွက်ဖြတ်တောက်ရေးဗျူဟာတွေနဲ့ရွေကျက်ရှိရှိပိတ်ပင်မှုတွေလှုပ်ဆောင်နေလို့နေဒေသက73စီစီဝိုင်းသမားတွေကပြောပါတယ်ရှင် အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့သကိုင်းတန်းရွှေဘုံမြို့မှာစံနဲ့စီတွေလှူဒန်းမှုကြောင့်တွားရောက်ထုတ်ယူပြီးပြန်လာတဲ့စစ်ဘေးကြောင့်ပြည်သူ၁၀ဦးကျော်ကိုအကြမ်းဖက်စစ်ကောင်စီကအကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တည်တဲ့မီဒီယာကိုပြောပြပါရယ်။ဩဂတ်စ18ရက်နေ့ကရွှေဘုံမြို့မြို့တော်ဇေဒီမှာ NGO အဖွဲ့အစည်းကစီနဲ့စံလှူဒန်းတာကို တွားရောက်ယူဆောင်ပြီးပြန်လာတဲ့စစ်ပေးကြောင်ပြည်သူ၁၀ဦးကျော်ကိုအကြမ်းဖက်စစ်ကောင်စီကအကြောင်းမဲ့ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအကြမ်းဖက်စစ်တပ်ကဖမ်းဆီးထားတဲ့စစ်ပေးကြောင်ပြည်သူတွေဟာရှေဘုံမြို့နယ်နှမစားရရွာမြို့လာရွာကံတော်ကုန်းရွာနဲ့ကြောင်မြင့်ရွာတို့ကဦးကြီးမောင်ကိုမင်းနိုင်ကိုမောင်ခိုင်နဲ့အမည်မသိပြည်သူ၁၀ဦးခန့်ဖြစ်ပြီးဖះဆောင်တန်းလမ်းထိုင်မှာပိတ်ဆို့ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးရှင် ဟုတ်ကဲ့ပါရှင်။နောက်ထပ်ကျန်းကုန်ခေတ်တည့်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။